Welcome back. ဒီနေ့မှာတော့အမြဲတမ်းတယောက်တည်းမနေချင်ကြတဲ့ Nouns တွေအကြောင်းလေ့လာကြပါမယ်။သူတို့ကအမြဲတမ်း plural form နေနဲ့သိရှိပါမယ်။ SDES ထည့်ပြီးတော့ပဲအမြဲတမ်းသုံးကြမှာပေါ့နော်။ဒါဆိုလို့ရှိရင်ဒီ plural nouns လေးတွေအကြောင်းလေ့လာကြရအောင်။အလွယ်မှတ်ကမယ်ဆိုရင်တော့ဒီ plural nouns တွေကသူညီတဲ့အစိတ်ပိုင်းနှစ်ခုနဲ့ဖွင့်စည်းထားတာဖြစ်ပါတယ်။သူတစ်ခုတည်းရှိလို့ရှိရင်အသုံးမဝင်ဘူးပေါ့နော်။ဥပမာကက်ကြီးလိုလိုမျိုး၊ညက်တို့လိုမျိုးဒီလိုအရာမျိုးတွေကိုကျွန်တော်က plural nouns လို့ခေါ်ပါတယ်။ဒါဆိုလို့ရှိရင်ငါကက်ကြီးတစ်လက်လို့ တယ်။ဒါဆိုရင် I need a scissor အဲ့လိုပြောရင်မှားပါမယ်။ဘာဖြစ်လို့လဲဆိုရင် scissor ဒီနှစ်ဖက်ပါတော့မှညှက်လို့ရတာဖြစ်ပါတယ်။အဲ့ဒီတော့ scissors မှာ s ထည့်ပေးရမှာပါ။ I need a scissors ဒီလိုမျိုးဖြစ်ကြပါမယ်။ဒါဆိုလို့ရှင် scissors ပေါ့နော်။ဒါဆိုလို့ရှိရင်ဒီတိုင်းပဲနှစ်ခုပါတဲ့ဟာမျိုးတွေနှစ်ဖက်ပါတယ်။ဥပမာဘောင်းမီဆိုရင်ကျမတို့နှစ်ဖက်ဝတ်ကြပါမယ်။မျက်မှန်နှစ်ဖက်ပါပါတယ်။အဲဒီလိုမျိုးအရာတွေကို floranous တွေပါ။ဥပမာအားဖြင့် glass လို့ဆိုရင်ဒါဖန်ခွက်ဖန်ချက်ကိုပြောတာဖြစ်ပါတယ်။မျက်မှန်လို့ပြောချင်ရင် glasses ဖြစ်ကြပါမယ်။ ။နောက်ဆိုရင်နေကာမြတ်မှန် sun glasses သူကလည်းနှစ်ဖက်ပါတဲ့အရာမျိုးပေါ့နော်။ဒီ spectacles လို့လည်းပြောလို့ရပါတယ်မြန်မှန်ကို ပြီးတော့ဒီရေကူးလို့ရှိရင် သုံးတဲ့အခါမှာ goggles ဒါတွေဆိုလို့ရှိရင်လည်းနှစ်ဖက်ပါမှာအိပ်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီလည်း fluorescence တွေပေါ့နော်။နောက်ဆိုရင်အဝတ်အစားတွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လည်းဘောင်းမီတိုးတွေ shorts ဘောင်းမီရှယ်တွေ pants trousers အဲ့ဆိုရင် jeans နေဆိုလို့ရှိရင်လည်းအမြဲတမ်း s ထည့်ပြီးပြောပါရစေ jeans leggings ဒီလိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင် s တွေကိုအမြဲတမ်းထည့်ပြီးပြောပါမယ်ဒါဆိုရင် plural noun ဖြစ်တဲ့အတွက်ကြောင့်သူ့နောက်မှာဘလို့ verb တွေလိုက်မှာလဲဆိုလို့ရှိရင်လည်း plural verb တွေလိုက်ပါမယ် plural verb တွေဆိုတာကတော့ are တို့ where တို့ have တို့ do တို့ဒီလိုမျိုးပေါ့နော်ဒါဆိုရင်အဲငါရဲ့ jeans မောင်းမိတယ်ဘာမှလဲဆိုရင် where are my jeans where are my jeans where is my jeans လို့မပြောဘူးပေါ့နော်ဒါဆိုလို့ရှိရင်နေငါ့ရဲ့မျက်မှန်နေရောဘာမှလဲဒါဆိုရင် where are my glasses ဒီလိုမျိုးပြောပါမယ်ဒါဆိုရင်အလွယ်မှတ်ကမယ်ဆိုရင်တော့နှစ်ခုပါတော့မှပြည့်စုံမဲ့ပစ္စည်းတွေကို floral noun လို့ခေါ်ပါမယ်။သူ့နောက်မှာအများအား SD ES တွေထည့်ပြီးတော့လိုက်ပါမယ်။သူ့ရဲ့နောက်မှာလိုက်ကမယ် verb တွေကလည်း plural verb တွေပါ are where do အဲဒီလိုမျိုး half ဒီလိုမျိုး half တွေကိုလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ video ကနေသစင် plural noun နေကြောင့်လေ့လာနိုင်မှာဖြစ်ပါတယ်အကျိုးရှိရဆိုလို့ရှိရင် like and share လေးလုပ်သွားနိုင်ပါတယ်ရှင်နောက် video တွေမှာပြန်တွေ့ပါမယ်